ရုပ်ကတော့ကွန်မြူနစ်နိုင်ငံဖြစ်တဲ့အတွက်သူအိန္ဒိယချင်းနိုင်ငံများကိုကွန်မြူနစ်စနစ်တုတ်ပြင်ဖို့ကြိုးစားမှာပဲအားလုံးပဲမင်္ဂလာပါ update မြန်မာ new channel ကနေကြိုဆိုလိုက်ပါတယ်နေ့စဉ်အများမြန်မာသတင်းထူးသတင်းအူတွေကိုကြည့်ရှုနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ YouTube channel ကို subscribe လေးနေဖို့ပြောကြားချင်ပါတယ်ရုရှားကလည်းကွန်မြူနစ်စနစ်ဖြစ်တဲ့အတွက်သူရဲ့ယူကရိန်းတို့အင်ဒိနာချင်းတွေဂျော်ဂျီယာတို့ကိုကွန်မြူနစ်စနစ်ကိုသွတ်သွင်းဖို့ဘယ်လာရုစ်ကိုသူကစီယုံပါပဲအဲ့တော့ ဟိုကဘာကြီးမှာအရေးပါတဲ့နိုင်ငံကြီးများ ਨੇ အင်ဒီနာချင်းဖြစ်နေတာကဒါကျွန်တော်တို့ရဲ့ကန့်ချက်ပါပဲအဲ့တော့အမေရိကန်နိုင်ငံမှာ ਨੇ အင်ဒီနာချင်းဖြစ်တဲ့မက်ဆီကိုကနေဒါလို့လို့ပဲပေါ့အခုလည်းတရုတ်နဲ့အင်ဒီနာချင်းဖြစ်နေတယ်ဒါကျွန်တော်တို့ရဲ့ကန့်ချက်ပါပဲပေါ့အဲ့တော့ကျွန်တော်တို့နိုင်ငံမှာလည်းတည်ငြိမ်တဲ့အစိုးရမရှိဘူး နိုင်ငံရေးကိုလည်းသေချာနားမလဲဘူးပြီးတော့ပြည်သူနဲ့ရန်ဖြစ်နေတဲ့အစိုးရဖြစ်နေတယ်အနာသိစကောင်စုပေါ့အဲ့တော့အဲ့လိုအနေဒါဖြစ်တော့တရုတ်ကဂျားတွေကနေဝင်မှွေလို့ကောင်းသွားတာပေါ့အဲ့တော့အခုဖြစ်နေတဲ့အခင်းကျင်းများအားလုံးဒီဒီအနာသိစအုပ်စုရဲ့မစင်မကျင်တဲ့နိုင်ငံရေးအမျှော်မြင်မရှိမှုတွေကနေ ဖြစ်နေတဲ့ပြဿနာပါပဲဆိုလိုချင်တာကရင်ဂျာကိစ္စကိုမဖောက်ခွဲလိုက်ဘူးကဘာလုံးမသိသွားရင်ဒီပြဿနာကဒီလောက်ထိဖြစ်လာမှာမဟုတ်ဘူးအခုသွားပြီးတော့ရင်ဂျာကိစ္စကိုဖောက်ခွဲလိုက်တော့ကဘာသည့်ဖြစ်သွားတဲ့အခါကျတော့အဲ့ဒီဥစ္စာကိုပြေလည်အောင်ဖြေရှင်းဖို့အတွက်ဟိုနီးမျိုးစုံနဲ့နိုင်ငံမျိုးစုံကပညာရှင်မျိုးစုံကရှောက်ပြောနေကြတာပေါ့အကြံဉာဏ်တွေပေးနေကြတာပေါ့ အဲ့တော့အေရီးယားနေပြီးတော့နောက်ဆုတ်တဲ့ခရက်အနေနဲ့ဒီနေ့ဘင်္ဂလားဒေ့ရှ်မှာတရုတ်ပါတီနဲ့တွေ့တဲ့ကိစ္စတွေအဆန်ထွက်လာတာပေါ့အဲ့တော့ပြောချင်တာကစစ်ကောင်စီရဲ့မစင်မခြင်းဒီလှုပ်ဆောင်မှုပဲနိုင်ငံရေးအကျိုးမြတ်ထုတ်ဖို့ ਨੇ ပြည်သူတွေကိုအမျိုးသားရေးစိတ်ဓာတ်နဲ့စီယုံမှုတွေ သူမွေးမြူထားသောဒီရိန်ဂျာပဋိပက္ခကြီးဟာအခုသူ့ကိုပါပြန်ကြိုက်နေပြီ။ဘာကြောင့်လဲဆိုတော့သူဘင်္ဂလားဒေ့ရှ်ကပြောတယ်တရုတ်ကဝင်ပါတယ်အမေရိကန်ကလည်းဝင်ပါခြင်းတယ်ကုလသမဂ္ဂကလည်းဝင်ပါခြင်းတယ်။ဟောဇလန်းကဒီအကုန်လုံးတိုင်ပတ်ကုန်တော့ပေါ့။ဒီနေ့ ICJ မှာကုလသမဂ္ဂ UN RUP လို့ခေါ်တာပေါ့နော်ဒီ MROA လို့ခေါ်တာပေါ့သူတို့ကတော့ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းကဒီဂါဇာမှာဣသရေဒီကုလသမဂ္ဂလူသားချင်းစာနာမှုတွေကိုဖြတ်တောက်ထားတာလောက်ထားတာ ਨੇ ပတ်သက်ပြီး ICJ မှာဒီနေ့တရားစွဲပါတယ်ရောဒီနေ့ပထမဆုံးကြားနာမှုအနေနဲ့ဣသရေလနိုင်ငံကိုကုလသမဂ္ဂအန်ဝါကနေပြီးတော့ တရားစွဲပွဲစပါပြီအဲ့တော့ကုလသမဂ္ဂကတောင်းရှိတဲ့ဥပဒေရေးရာကျွမ်းကျင်တဲ့သူများက ICU ICJ မှာနိုင်ငံတကာတရားရုံးကြီးမှာစတင်ပြီးတော့သူတို့ရဲ့ကြားနာမှုတွေသူတို့ရဲ့အဆိုတင်သွင်းမှုတွေစနေပြီရှောက်လက်ချက်တွေစနေပြီအကြခင်ကုလသမဂ္ဂဆိုင်ရာပလဆိုင်တာမတ်ကြီးကိုတပ်ဖြတ်ဆိုမှုတွေ နောက်တစ်ဆင့်သွားမှာပေါ့အခုဣသရေလနိုင်ငံကနိုင်ငံတကာအကူအညီဥပဒေများကိုမလေးစားမလိုက်နာတဲ့အခါမှာနောက်ဆုံးကြတော့တရားရုံးကိုပဲသွားပြီးတရားစွဲရတာပေါ့အဲ့တော့နိုင်ငံတကာမှာတရားရုံးတွေကမိမ့်ပဲအဲ့တော့တရားဥပဒေစနစ်အရပဲ ICJ ကိုတရားပြီးတက်ရောက်ပြီးတရားစွဲတာပေါ့အဲ့တော့ Ranger ကိစ္စလည်း ICJ မှာရောက်နေတယ် နော်ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်းသူ့နိုင်ငံမှာရောက်နေတဲ့တသန်းဆိုတဲ့ရိုဂျာတွေကိုပြန်ပို့ခြင်းနဲ့ကျွန်တော်တို့ဘက်ကတော့အငင်းပွားမှာမဟုတ်မဟုတ်ပေါ့အဲ့ဒီဥစ္စာအားလုံးဟာမစင်စားမစင်ခြင်းပဲစစ်ကောင်စီတွေကခက်ဆက်ဆက်ဖိနှိပ်ထားပြီးရုပ်မာထားပြီးဖြစ်ထားတဲ့ကိစ္စရဲ့နောက်ဆက်တွဲတွေပဲအဲ့ဒါကိုအကြောင်းပြပြီးတရုတ်ကဝင်ကစားတယ်အမေရိကန်ကဝင်ကစားတယ်အင်းပါကစ္စတန်ကဝင်ကစားတယ် ဘင်္ဂတစ္စဝင်ကစားတဲ့အစဉ်ကိုရောက်သွားတာဒါကြောင့် NUG ဆိုတာ NUG ဆိုတာဒီကျွန်တော်ဒီဖက်ကိုတော်ဟိုနေထိုးနေ NUG ဆိုတာအလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကတရားဝင်အစိုးရအနေနဲ့အများလက်ခံနိုင်အောင်ကျွန်တော်တို့က ဖွဲ့ထားတာဒီနေ့ဘင်္ဂလားဒေ့အစိုးရကပြောဆိုတဲ့စကားအရာဒီ man state အတာလို့သူကသုံးတယ်ရခိုင်မှာအေအေကအနိုင်ရထားတာအခုလက်ရှိအုပ်ချုပ်နေတာအပန်းပဲဒါပေမဲ့ဘင်္ဂလားဒေ့အစိုးရအနေကအဲ့ဒါကို state အတာအစိုးရတွေလို့မသိအတိမတ်မပြုတ်တာဖြစ်တဲ့တွေ့ ဥပဒေအကြောင်းအရအစိုးရမှုတဲ့အဖွဲ့အစည်းများကိုမဆက်ဆံရလို့နိုင်ငံတကာဥပဒေများရှိတာဖြစ်တဲ့အတွက်ဘင်္ဂလားဒေ့ရှ်ဘက်ကဒီနေ့ထုတ်ပြောသွားတာဒါကြောင့်ကျွန်တော်တို့အမြဲတမ်းပြောနေတယ် NUG လိုအပ်တယ်ဆိုတာဒါကိုပြောနေတာအဲ့တော့သို့တော်လေဘင်္ဂလားဒေ့ရှ်ဘက်ကနန်စတိတ်အတာလို့ပြောပြီးမယ်လေ state actor လို့ဖြစ်တဲ့စစ်ကောင်စီကရခိုင်မှာတကယ်လက်တွေ့အုပ်ချုပ်နေတာမဟုတ်တာဖြစ်တဲ့အတွက်လက်တွေ့ကြကြသူတို့ကဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ဆက်ဆံသင့်ရင်လည်းဆက်ဆံရမယ်လူသားချင်းအကူအညီပေးရေးကိုလည်းသူတို့ကမူအားဖြင့်သဘောတူတယ်ဒါပေမဲ့သူတို့မှာဒီ twin jet တွေရှိတယ်အမေရိကန်အစိုးရကပေးမဲ့လူသားချင်းစာနာမှုတွေကိုရခိုင်ကိုပေးဖို့ကိစ္စမှာသူတို့ကတော့မူအားဖြင့်သဘောတူတယ်ဒါပေမဲ့ non state actor တွေနဲ့ဆက်ဆံရမှာဖြစ်တဲ့အတွက် ကမ္ဘာဥပဒေကြောင်းကတော့တရားမဝင်ဘူးဒါပေမဲ့သူတို့ကအမှန်တကယ်ထိတ်ချုပ်ထားတာဖြစ်တဲ့အတွက်ပြောချင်တာအေးအေးကို ပြောချင်တာသူတို့ကတော့ဆက်ဆံပြီးဆက်ဆံရမယ်ဆိုတဲ့ပြောစကားဟာ energy ရှိဖို့လိုအပ်တယ်ဆိုတဲ့ကျွန်တော်တို့ရဲ့ယက်တီချက်ကိုမှန်ကန်တယ်ဆိုတဲ့အကြောင်းပြချက်နောက်တစ်ခုပါပဲပြောချင်တာက KNU KNL ကိုထိုင်းဆိုရက state actor အနေနဲ့အတိမပြုမှာမဟုတ်သလိုတောင်းပလောင် ကိုကံဝါတို့ကိုလည်းတရုတ်အစိုးရက စိတ်အတားအနေနဲ့အတိမပြုမှာမဟုတ်ပါဘူးအဓိကဒါကြောင့် KIA KNU CNF နဲ့ KNDF လို့ကဒီနီတို့က NUG နဲ့သွားချိတ်ထားတာပြောချင်တာကကျွန်တော်တို့က state actor အနေနဲ့ challenge လုပ်တာဆက်အနာရှင်ဆိုတဲ့ တိုက်ပြအာနာကိုပလင်ပေါ်လူယူထားတဲ့လူကိုကျွန်တော်တို့က challenge လုပ်တာဒါကြောင့်နိုင်ငံတကာကအနေနဲ့လည်းအဲ့ဒါကို challenge ကိုကူညီပေးတဲ့အတွက်သူတို့နိုင်ငံကနိုင်ငံကြိုင်ဝန်ကြီးအဆင့်တွေဝန်ကြီးချုပ်အဆင့်တွေက NGO ကိုခေါ်တွေ့လို့ရတာစကားပြောလို့ရတာအဲ့တော့ဒီနေ့ဘင်္ဂလားဒေ့ရှ်ရဲ့အနေအထားဟာမှန်ဤမှားဤကျွန်တော်တို့ဘက်ကဘလောက်အငင်းပေါ်ပေါ်သူတို့ကအဲ့ဒီရခိုင်ပြည်နယ်က ဝင်ကြဒုက္ခတွေတွေကိုနှစ်ပေါင်းမြောက်များစွာဒုက္ခတွေစကန်းထဲမှာပိတ်လောင်ထားတယ်ဆိုတာသူတို့တကဘာလုံးကို ပြောထားပြီးတကဘာလုံးကလည်းအဲ့ဒါလက်ခံထားပြီးသားဖြစ်နေပြီ။ဘောဂျင်နာကအဲ့ဒီဒုက္ခတွေတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံသားဖြစ်အသိမှတ်မပြုသလိုဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်းအကန့်အသတ်နဲ့ပဲဒုက္ခတွေစကန်းထဲမှာပဲထည့်ထားတယ်။အဲ့ဒီဒုက္ခတွေတွေကဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေရဲ့အခွင့်အရေးမရသလိုစီးပွားရေးလုပ်ခွင့်အလွတ်လုပ်ခွင့်ပညာသင်ကြားခွင့်အများကြီးဆုံးရှုံးနေတာ။ ဲ့တော့ဘင်္ဂလားဒေ့အစိုးရကပြောနေတယ်ဒီဒုက္ခသည်တွေကိုအမိုးကပေးရောအစားအသောက်ကျွေးရုံနဲ့ဒီပြဿနာမပြီးဘူးဒီကုသတွေကိုပြန်ပို့มาရမယ်အဲ့ဒီအချက်ကနေအခုဘင်္ဂလားဒေ့ကအစွန်ရောက်နိုင်ငံရေးပါတီတစ်ဖွဲ့ကတရုတ်ရဲ့နိုင်ငံရေးပါတီတစ်ခု ਨੇ ပေါင်းပြီးတော့ဒီနေ့တောင်းဆိုမှုတွေဖြစ်လာတာအဲ့တော့ဒီပြဿနာအခု ဘင်္ဂလားဒေ့ရှ်မှာအစိုးရကသူ့ကိုအမေရိကန်ကလည်းချဉ်းကပ်တယ်လူသားချင်းစာနာမှုအကူအညီတွေရခိုင်ကိုပေးဖို့ဒါကူဘင်္ဂဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိနိုင်ငံခြားဝန်ကြီးကတော့ထုတ်ပြောပြီးနော်တရုတ်ကလည်းချင်းကန်နေပြီနှစ်ဖက်လုံးကချင်းကန်နေတယ်အချိန်တုန်းကတော့အချိန်တုန်းကတော့အချိန်တုန်းကတော့ဒါ အရင်ဘင်္ဂလားဒေ့ဝန်ကြီးချုပ်ရှိတ်ဟာစီနာလက်ထက်တော်သူတရုတ်နဲ့ပြေလည်တော့တရုတ်သဘောတိုင်းသွားတယ်ပြီးတော့အမေရိကန်မှာလည်းဒီဒုက္ခသည်တွေကြွေးဖို့ဒေါ်လာတန်း100တတောင်းနေဒါမျိုးတွေပေါ့နှစ်ဖက်ခွာစားတာအမေသူရတရုတ်ဘက်ကိုရင်းနေအခုလက်ရှိယာယီအစိုးရမိုဟာမက်ယူနစ်ကကြတော့အမေရိကန်ကိုပူရင်းတယ်တရုတ်နဲ့လည်းသူပြေလည်အောင်အတတ်နိုင်ဆုံးပြောတယ်ဒါပေမဲ့လက်ရှိဘင်္ဂလားဒေ့အစိုးရကပြောတာမဟုတ်ဘူး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာအစွန်ရောက်ပါတီအဖြစ်အပိတ်သိမ်းခံထားရတဲ့အဲ့ဒီပါတီကိုအခုမဆာယူနိုစတက်လာမှာပြန်လဲနိုင်ငံရေးလှုပ်ခွင့်ပေးတဲ့ပေးကြတာဖြစ်တဲ့အတွက်အဲ့ဒီပါတီကအစွန်ရောက်အသွေးခေါ်တွေနဲ့ဒါတရုတ်နဲ့သပောင်းတာပေါ့အဲ့တော့ပြောချင်တာကတရုတ်ကအစွန်ရောက်တဲ့လူတွေနဲ့ပဲပေါင်းလို့ရတယ်ဒီမိုကရေစီကိုလက်ခံတဲ့အမေရိကန်ကိုရိမ့်တဲ့ဒီမိုကရေစီအစ်စ်ကိုသွားတဲ့ပါတီတွေနဲ့ပေါင်းလို့မရဘူး အဲ့ဒါဒီတရုတ်ရဲ့နိုင်ငံရေးသိက္ခာပဲပြောချင်တာကမြန်မာနိုင်ငံမှာဆိုရင်လည်းသူကစစ်အုပ်စုနဲ့ပေါင်းလို့ရမယ်ကိုကိုကြီးတို့လိုအုပ်စုတွေနဲ့ပေါင်းလို့ရမယ်သက်သက်ခိုင်တို့လိုပါတီတွေနဲ့ပေါင်းလို့ရမယ်ဒီမိုကရေစီစနစ်ကိုအပြည့်အဝယုံကြည်ပြီးအနောက်နိုင်ငံများနဲ့အမေရိကန်ကိုရဲ့ပေါ်လက်ဒီနိုင်ငံရေးစနစ်ကိုအတူယူထားတဲ့ NLD လိုဟာမျိုးတွေတခြားတိုင်းသားပါတီတွေကိုတော့တရုတ်ကပေါင်းလို့မရဘူးအဲ့တော့ ဒီနေ့ဘင်္ဂလားဒေ့ရှ်မှာဝင်ပြောသွားတဲ့နိုင်ငံရေးပါတီဆိုတာအစုံရောက်ပါတီအမျိုးသားရေးအစုံရောက်ဘာသာရေးအစုံရောက်ပေါ့ဗျာအဲ့တော့အဲ့လိုအစုံရောက်လို့လေရှေ့ရာစင်းနဲ့လက်ထက်ကသူတို့ပါတီကိုဖျက်သိမ်းထားတာအခုမဆာယူနုစ်ကသူကဈာပြောက်အစိုးရလုပ်တဲ့အချိန်မှာယူကောက်ပဲလုပ်ပြီးမှဖြစ်တဲ့အတွက်သူကမျှတအောင်ဒီပါတီကိုမှတ်ပုံတင်ပြန်တင်ခွင့်ပေးပြီးလှုပ်ရှားခွင့်ပေးလိုက်တာအဲ့ဒါကိုအသုံးချပြီး တရုတ်ကမဆာယူနုစ်ကိုကတ်လို့မရတဲ့အခါမှာအဲ့ဒီ ဗီကန်နိုင်ငံမှာအပြတ်သမားဖြစ်နေတဲ့အစွန်ရောက်နိုင်ငံရေးပါတီကိုတွက်ကတ်တာပဲအဲ့တော့ဒီထဲကတရုတ်နိုင်ငံရဲ့အနေအထားဟာအဲ့လိုမျိုးသူများနိုင်ငံတွေမှာသူများလူထုကအများကလက်မခံတဲ့အဲ့လိုအစွန်ရောက်အုပ်စုတွေကိုပဲလိုက်လံမြှောက်ပေးပြီးအဲ့ဒီကနေပြီးတော့မေအမာမိတ်ဖဲ့ပြီးလုပ်ပြီးတော့တရုတ်နိုင်ငံရဲ့အကျိုးစီးပွားအတွေ့လှုပ်ဆောင်နေတယ်ဆိုတာပိုပြီးသိတာထင်ရှားစီမြန်မာနိုင်ငံမှာဆိုရင်တော့ ကိုကံတို့ဝါတို့တော့ MND တို့ပြီးတော့ကြက်ဖို့ပေါ့ကြက်ခံဖို့ပြောရေးဆိုတဲ့စစ်တပ်အစုံရောက်အမျိုးသားရေးအစုံရောက်ဝိဒသူမမဘာသာအစုံရောက်အစုပေါ့အခုဆိုရင်တော့ view sort တွေအစုပေါ့အဲ့ဒါတိုင်းပဲတရုတ်နဲ့အဆင်ပြေတာပြောချင်တာကပူတင်လည်းဒီတိုင်းပဲမြောက်ကိုရီးယားနဲ့အဆင်ပြေတယ်အီရန်နဲ့အဆင်ပြေတာကမ္ဘာပေါ်မှာဝင်ရိုးစိုးတန်းလို့ပြောတဲ့ဒီအပေကံ အဆုံးရောက်အုပ်စုများနဲ့သူတို့ဟာအဆင်ပြေတာကျွန်တော်တို့ NUG အပါဝင်ဒေါ်လိုင်းညီကုံမွန်မများကကဘာပေါ်မှာလူရဝင်နေတဲ့အဆင့်တန်းရှိသောအနောက်နိုင်ငံလို့ခေါ်တဲ့နိုင်ငံကြီးများနဲ့ကျွန်တော်တို့ကမိတ်ဆွေပွဲတာပါအဲ့ဒီမှာမှာအာဆီယံနိုင်ငံတွေလည်းပါတယ်အဲ့တော့ဒီပထွေအခင်းချင်းအရာဒီပထွေဖြစ်နေတဲ့အခင်းချင်းအရာ ဒီလိုရှုပ်ထွေးမှုတွေရှိနေအောင်ပါပဲအဲ့တော့ဒီဒုက္ခတွေတွေကိုပြန်ခေါ်ဖို့မခေါ်ဖို့ဒီဒုက္ခတွေတွေအားတစ်ဆင့်နိုင်ငံရေးရရပ်တည်ဖို့ဟာအခုလက်ရှိရခိုင်ပြည်နယ်ကိုတာဝန်ယူထားတဲ့အေအေကအဲ့တော့အဲ့တော့အေအေကဖြည့်ရှင်းရမှာပဲ ေလဲသူနဖူးတွွတွွတွရင်ဆိုင်နေရတာကြောက်ပြူစီမံကိန်းပဲကြောက်ပြူစီမံကိန်းကတရုတ်ရဲ့စီးပွားရေးဖြစ်တယ်ကြောက်ပြူစီမံကိန်းကတရုတ်ရဲ့စီးပွားရေးဖြစ်တယ်တရုတ်ရဲ့အကာအကွယ်ဖြစ်တယ်ဒါကြောင့်အေအေနေနဲ့လည်းတရုတ်နဲ့မกินနိုင်ပြန်ပြောစင်တာကဒီဘီယိုဘန်ဂောမှာတရုတ်ကလက်ဦးမူရတာပြီဖြစ်တယ်ကြောက်ပြူစီမံကိန်းဘင်္ဂလားဒေ့ရှ်မှာလည်းစီးပွားရေးလုပ်ငန်းတွေဝမ်ဘဲဝရုတ်တွေ တော့အဲရနေမှာတစင်သူကဖြတ်ထွက်မှာပေါ့တခါအိန္ဒိယနယ်စပ်မှာလည်းဒီကက်ရှမီးယားကိုအကြောင်းပြပြီးကက်ရှမီးယားတစ်ခုကွဲသွားတာပေါ့ဗျာအိန္ဒိယနိုင်ငံကဒီအင်္ဂလိပ်ကနေလွတ်လပ်ရတဲ့ခါမှာအဓိကကတော့ဘာသာရေးကိုအခြေခံတဲ့နိုင်ငံ၃ခုကွဲသွားတာပေါ့ရှေ့ပါကစ္စတန်နဲ့နောက်ပါကစ္စတန်ဆိုတော့နှစ်ခုကနေပြီးတော့ပါကစ္စတန်နဲ့ဘင်္ဂလားဒေ့ရှ်ဖြစ်သွားတာပေါ့အဲ့တော့ အိန္ဒိယသမိုင်းကြောင်းအဆက်ဆက်ပါဒီဒီသမိုင်းဆင်လာရှိခဲ့တဲ့လူမျိုးစုတွေကဘာသာရေးကိုအခြေခံပြီးတိုင်းပြည်ကွဲထွက်သွားတယ်အိန္ဒိယနေမှာအိန္ဒိယနေဆက်နဲ့ပါကစ္စတန်နေကမှာအဲ့ဒီကနေတော့ကက်ရှမီးယားပြည်နယ်ကအိန္ဒိယတချမ်းပါသွားတယ်ပါကစ္စတန်တချမ်းပါသွားတယ်အဲ့တော့အဲ့ကက်ရှမီးယားပြည်သူတွေကတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားလိုပဲတချမ်းစီဖြစ်သွားတဲ့အခါကျတော့သူတို့ပြည်နယ်ကိုပြန်ပေါင်းခြင်းပြန်ပေါင်းခြင်းတဲ့အခါကျတော့ ြန်ပေါင်းလို့อ่ะမရဘူးမရတော့အိန္ဒိယကလည်းငကူတွေကဒီသူစီကနေခွဲထွက်သွားတဲ့နိုင်ငံတွေကလည်းဘာသာရေးကအစ္စလာမ်နိုင်ငံတွေဖြစ်သွားတော့အိန္ဒိယမှာလည်းအဒီပြဿနာရှိတယ်ဒါပေမဲ့အိန္ဒိယမှာလည်းပြည်နယ်တော်တော်များများတောင်ပိုင်းကပြည်နယ်တော်တော်များများကအစ္စလာမ်ပြည်နယ်တွေဖြစ်တယ်အဲ့တော့သူပြည်နယ်ဥပဒေနဲ့သူအုပ်ချုပ်နေတယ်ဒါပေမဲ့ကက်ရှမီးယားပြဿနာကကြတော့အိန္ဒိယကသူပိုင်တဲ့ဘက်ကိုသူအုပ်ချုပ်လို့ရတယ်ဟိုဘက်မှာကကြတော့ပါကစ္စတန်ဘက်က အပိုင်းကကြတော့ပါကစ္စတန်ဘက်ကအုပ်ချုပ်တယ်အဲ့တော့အိန္ဒိယမှာရှိတဲ့ပါကစ္စတန်တွေကိုအိန္ဒိယနေခွဲထွက်ဖို့အတွက်ခွဲထွက်ရေးတွေပေါ်လာတဲ့အခါမှာပါကစ္စတန်ဘက်ကနေပြီးတော့အဲဒီကက်ရှမီးယားတွေကစိတ်ဝင်ပြီး အကြမ်းဖက်မှုတွေလုပ်တယ်ဆိုတဲ့သမိုင်းကြောင်းရှိတယ်အပြန်အလှန်ဆွတ်ဆွဲနေကြတယ်အဲ့တော့အပြန်အလှန်ဆွတ်ဆွဲနေကြတာဖြစ်တဲ့အတွက်အခုဖြစ်သွားတဲ့ကိစ္စကို အိန္ဒိယမှာဒီဒီအဲ့ဒီအိန္ဒိယမှာရှိတဲ့အဲ့ဒီကက်ရှမီးယားမှာကိုအိန္ဒိယအစိုးရကိုခွဲထွက်ခြင်းတဲ့ဒီလွတ်လပ်ရေးလိုချင်တဲ့အဖွဲ့တွေကရှိတယ်အဲ့ဒီဖွဲ့တွေကနောက်ဆုံးကြတော့အိန္ဒိယအစိုးရကသူတို့ကိုအကြမ်းဖက်သမားဖြစ်အသိမှန်ပြုထားတယ်အဲ့ဒါကိုပါကစ္စတန်ဘက်မှာရှိတဲ့ကက်ရှမီးယားတွေကထောက်ခံထားတယ်အဲ့တော့အိန္ဒိယဘက်မှာရှိတဲ့အဲ့ဒီခွဲထွက်ရေး ကက်ရှမီးယားခွဲထွက်ရေးသမားတွေကပါကစ္စတန်ဘက်ကိုအမြဲတမ်းပြောင်းပြီးတော့ဟိုကနေပြီးတော့ဒီဘက်ကိုပါကစ္စတန်ကနေအခြေကုပ်ယူပြီးတော့အိန္ဒိယကိုပြန်တော်လှန်တာပေါ့အဲ့တော့အဲ့ဒီတပိုင်းကြောင်းဟာအပြန်အလှန်ဆွဆွဲနေကြတာဖြစ်တဲ့အတွက်အိန္ဒိယဘက်ကတော့အဲ့ဒီပါကစ္စတန်ဘက်မှာရှိခဲ့တဲ့ကက်ရှမီးယားတွေရဲ့လှုပ်ရှားမှုတွေအားလုံးကိုပါကစ္စတန်ထောက်လှမ်းရေးနဲ့ပါကစ္စတန်စစ်တပ်ကအားပေးအားမြောက်ဖြုတ်နေတယ်ဆိုပြီးတော့အိန္ဒိယကဆွဆွဲနေတာလေကြာပြီး ဲ့ဒါနဲ့ပတ်သက်တဲ့ရုပ်ရှင်ကားတွေလည်းအများကြီးဟောလိဝုဒ်ဘောလိဝုဒ်ကရိုက်ထားပြီးသားတမိုင်းကြောင်းတွေလည်းခြိပြီးဖြစ်ပြီးသားအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ခဏခဏမူဒီကဟိုဘက်ကိုလေပြန်နဲ့ကျဲလိုက်ဒီဘက်ကကျဲလိုက်နေဖြည့်ရှင်းလို့မရနိုင်တဲ့အပြဒနာရှိပြီးသားအေရီးယားနေမှာအခုပြီးခဲ့တဲ့ရက်ပိုင်းကအေရီးယားမှာရှိတဲ့ကက်စပီးယားဒေသမှာဒီအကြမ်းဖက်သမားတွေကအရက်သားတွေကိုတိုက်ခိုက်လိုက်တဲ့အခါမှာအိန္ဒိယစိုးရက ဒီပါကစ္စတန်ဘက်ကအစိုးရကဒါကိုမြှောက်ပေးတယ်ပါကစ္စတန်ထောက်လှမ်းရေးကလုပ်တယ်လို့စွပ်စွဲပေမဲ့လည်းပါကစ္စတန်ဘက်ကငါတို့နဲ့မဆိုင်ဘူးအဲ့ဒီအကြမ်းဖက်သမားတွေငါတို့နဲ့မဆိုင်ဘူးငါတို့လည်းဖမ်းပေးမယ်ဆိုပြီးတော့အပြန်လဲစွပ်စွဲမှုတွေဖြစ်ပြီးတော့တရောင်တရောင်တန်တမာတွေနှင်ထုတ်တဲ့အဆင့်ကနေပြီးတော့ဟိုပါဇက်စစ်ပွဲဖြစ်ရနေပြီးတော့အပြန်လဲတင်းမာမှုတွေတက်လာတာအဲ့ဒီတက်လာမှုကနေပြီးမှတမိုင်းကြောင်းနဲ့ကြည်ပြီးကြည်ရင်လေပါကစ္စတန်ဟာ ေပါကစ္စတန်ဆိုတဲ့အစ္စလာမ်နိုင်ငံဟာတရုတ်နိုင်ငံရဲ့အားပေးမှုရတာလေပါကစ္စတန်စစ်ထောက်လှမ်းရေးတွေနဲ့ပါကစ္စတန်အစိုးရဆက်ဆက်ကတရုတ်နဲ့နှီးစပ်